DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ American သမ္မတ Donald Trump တောင်းဆိုတဲ့အတိုင်းကာကွယ်ရေးအသုံးစရိတ်မြင့်တင်ချဖို့နေတိုးအဖွဲ့ဝင်နိုင်ငံတွေကခေါင်းဆောင်တွေဟာဇွန်လ25ရက်နေ့မှာသဘောတူညီခဲ့ကြပါတယ်။နေတိုးထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Trump ကထပ်တိုးကာကွယ်ရေးအသုံးစရိတ်တွေကို American မှာလုပ်တဲ့စစ်လက်နက်တွေဝယ်ရမှာသုံးဖို့မျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်။ နယ်သာလန်နိုင်ငံဒီဟက်မြို့မှာကျင်းပတဲ့ NATO ထိပ်သီးဆွေးနွေးပွဲတက်ရောက်လာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဇူလ25ရက်နေ့ကတီးခြားတွေ့ဆုံခွင့်ရခဲ့တဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးဟာပုံမှန်မြင်နေကြစစ်တီရှန်နယ်မဟုတ်ပဲရှက်အင်ဂျီအနက်နဲ့အနက်ရောင်ကုတ်အင်ဂျီဝတ်ဆင်ထားခဲ့ပါတယ်အတွဲမှာအဖြူရောင်ရှက်အင်ဂျီနက်ကတိုင်တို့မဝတ်ထားတဲ့အတွက်ဝတ်စုံပြည့်မဟုတ်ဘူးလို့ပြောလို့ရပေမဲ့မြင်တွေ့နေကြတဲ့ပုံပြီးတိုက်ရအောင်ဝတ်စားခဲ့တာဖြစ်ပါတယ်။ DPP နောက်ဆိုရသတင်းတွေကို DPP TV News Facebook page မှာ select ရှိနိုင်ပါတယ်ရှင်။